၃နှစ်ကြာပြည်ပခါတွေကိုဆုံးသတ်ဖို့အမေရိကန်ကဖိအားတစ်တွေပေးနေချိန်မှာယူကရိန်းကရုရှားနဲ့တိုက်ရိုက်ငြိမ်းချမ်းရေးဆွေးနွေးဖို့အသင့်ရှိပေမဲ့အပြစ်အခက်ရက်စဲရေးအခြေကြပြီးမှသာဖြစ်နိုင်မယ်လို့ယူကရိန်းတမရဇယ်လင်စကီကအင်္ဂါနေ့မှာပြောကြားလိုက်ပါတယ်။အမေရိကန်တမရရဲ့အထူးတန်တမန်စတီဝစ်ကော့ကအခုသတင်းပတ်အတွင်းမော်စကိုကိုတွားရောက်မှာ ဖြစ်တယ်လို့အင်ဖြူတော်ကပြောကြားခဲ့ပြီးလန်ဒန်မှာဥရောပအရာရှိတွေနဲ့ပြုလုပ်မဲ့ဆွေးနွေးပွဲအစ်စ်ကိုလည်းဗုဒ္ဓဟူးနေ့မှာတက်ရောက်သွားမှာဖြစ်ပါတယ်။ ခရိုင်းမီးယားကရုရှားသိမ်းပိတ်ထားတဲ့နယ်မြေကိုရုရှားပိုင်ဖြစ်အတိမတ်ပြုလက်ခံဖို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့အဆိုပြုချက်ကိုလက်ခံဖို့ဆွေးနွေးသွားမယ်လို့အမေရိကန်မီဒီယာတွေကဖော်ပြပါဗယ်။အပြစ်ခတ်ရက်စဲပြီးမှသာဘလို့ပုံစံနဲ့မဆိုဆွေးနွေးဖို့ကျွန်တော်တို့အဆင်သင့်ပါပဲလို့ဇယ်လန်စကီးကလန်ဒန်မှာပြုလုပ်မဲ့ယူကရိန်းစစ်ပွဲအပြေရှာရေးဆိုင်ရာအဓိကဆွေးနွေးပွဲမစမီတရက်အလိုမှာကျင်းပခဲ့တဲ့ဒင်းစာရှင်းလင်းပွဲအတွင်းသတင်းထောက်တွေကိုပြောကြားခဲ့ပါဗယ်။ တမရဖြစ်လာပြီး24နှစ်အတွင်းရုရှားနဲ့ယူကရိန်းသဘောတူညီချက်ရရှိရမယ်လို့ခရီးပြူထားတဲ့ထရန်က3လကြာတဲ့အထိရုရှားတမရဗလာဒီမာပူတင်ထံကနေသဘောတူညီချက်မရရှိသေးပါဘူး။ရည်ရှိပြည်လည်းဖို့မဆိုထားနဲ့နှစ်ဖက်စလုံးကအဖြစ်ခက်ရဆဲရေးမဖြစ်နိုင်သေးပေမဲ့ငြိမ်းချမ်းရေးသဘောတူညီချက်ကိုအခုသတင်းပတ်မှာလက်မှတ်ရေးထိုးနိုင်မယ်လို့မျှော်လင့်ကြောင်းထရန်ကပြောကြားခဲ့ပါဗျာ။ ရုရှားဆိုရပြောရေးဆိုခွင့်ရှိသူဒီမထရီပက်စကော့ကအပြစ်ခတ်ရဲစဲရေးကိုမြန်မြန်ရရှိဖို့အတွက်ပြည်ပခါကအလွန်ရှုပ်ထွေးလွန်းတယ်လို့အင်္ဂါနေ့ကပြောကြားခဲ့ပါတယ်။တင်းကျပ်တဲ့အချိန်ကန့်သက်ချက်တွေချမှတ်ပြီးအချိန်တိုအတွင်းပြည်လဲအောင်ကြိုးစားတာကမဖြစ်နိုင်ပါဘူးလို့သူကနိုင်ငံပိုင်ရုပ်တံကိုပြောကြားခဲ့ပါတယ်။ အင်ပီရိုပြောရေးဆိုခွင့်ရှိသူအမျိုးသမီးစတီဝစ်ကော့ကမော်စကိုကိုတွားရောက်မှဖြစ်ပြီးထရန့်တမရဖြစ်လာပြီးနောက်ပိုင်းရုရှားကို၄ချိန်မြောက်တွားရောက်တာဖြစ်တယ်လို့အတည်ပြုပြောကြားခဲ့ပါတယ်။ညှိနှိုင်းမှုတွေဆက်လုပ်နေတဲ့လမ်းကြောင်းမှန်ပေါ်ရောက်ဖို့မျှော်လင့်ပါတယ်လို့သူမကဆိုပါတယ်။ရုရှားတပ်ဖွဲ့တွေကယူကရိန်းနယ်မြေ၅ဘုံတဘုံကိုသိမ်းပိုက်ထားပြီး2022ခုနှစ်ဖေဖော်ဝါရီလစစ်ပွဲစတင်ကြတဲ့ကလူပေါင်းတောင်းနဲ့ချီပြီးတေဆုံးခဲ့ရပါတယ်။ လောကောမီဒီယာရဲ့ဆက်လက်ရပ်တည်ခံဖို့ပြည်သက်တွေရဲ့ထောက်ပံ့ပေးမှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Missima TV YouTube Channel မှာမြန်မာဝင်ပြည်ချင်းကိုဦးနှိမ့်နိုင်ကြောင်းလည်းအတိအပြည့်ထိတ်ခေါ်လိုက်ပါရစေ။